ကျွန်တော်ဒီဒီနေ့ညီကိုတွေကိုရွေးချယ်နောက်ထပ်ရွေးချယ်30ပေးခြင်းနဲ့ပွဲကတော့ FIBA Club World Cup တာ Group A ရဲ့ Round 3ပွဲစဉ်တွေကဒါပေါ်တူအသင်းနဲ့အယ်လီအသင်းတို့ရဲ့ပွဲစဉ်ကိုပဲရွေးချယ်30ပေးသွားမှာဖြစ်ပါတယ်ဗျပေါ်တူအသင်းနဲ့အယ်လီအသင်းတို့ကဒါ FIBA Club World Cup Group A မှာပါဝင်နေပြီးတော့ဒါ Group A မှာဆိုလို့ရှိရင်ပါမီရဲ့အသင်းကနှစ်ပွဲကနှစ်ပွဲကစားတပွဲနိုင်တပွဲတည်ရမယ်လင်းမန်အင်တာမိုင်ယာမီအသင်းက နှစ်ပွဲကစားတပွဲနိုင်တပွဲတည်ရမယ်၄မှတ်ပေါ်တိုသင်းကနှစ်ပွဲကစားတပွဲတည်တပွဲရှုံးရမယ်၃မှတ်အယ်လီသင်းကနှစ်ပွဲကစားတပွဲရှုံးတပွဲတည်ရမယ်၃မှတ်စီပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဒီအုပ်စုကအမှတ်ကွက်ချမှုတိတ်ပြီးမရှိရတဲ့အတွက်ဒါဒီအုပ်စုမှာဘယ်အသင်းတွေကနောက်တစ်ဆင့်တက်သွားမလဲဆိုတာကကျွန်တော်တို့အရေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဗျ။ဒါပေါ်တိုအသင်းကဆိုလို့ရှိရင်ဒါပထမဆုံးစကန်နေ့နေ့မှာ ဒါပါမီယက်ဒါဘရာဇီးကလပ်ပါမီယက်အသင်းကိုဒါဇီးဇီးနဲ့တည်ရချခဲ့တည်ရချခဲ့ပြီးမြဲဒါနောက်နေ့ကျွန်တော်တို့ဒါနောက်ပေါ့နော် round 2ပွဲစဉ်မှာဆိုရင်တော့ဒါ Inter Miami Inter Miami အသင်းကို2-1ဆိုတဲ့ရလဒ်နဲ့ဒါရှုံးနေခဲ့တာဖြစ်ပါတယ်ဗျအဲလီအသင်းကတော့ဒါပထမ round 1မှာတော့က Inter Miami လို့အသင်းကိုဇီးဇီးနဲ့ဒါတည်ရကန်ခဲ့ပြီးတော့ဒါ round 2မှာဆိုရင်တော့ ဒါပါမီယက်တင်းကိုတူးစီဆိုတဲ့ရလန့်နဲ့ရှုံးနေကြတော့ကျွန်တော်တွေ့ရပါတယ်ဗျဒါဒီနေ့မှာဆိုလို့ရှိရင်ဒါပါမီယက်နဲ့အင်တာအင်တာမိုင်ယာမီပွဲလည်းရှိရတဲ့အတွက်ဒါဒီပွဲတွေကဒါ round 3ကစိတ်ဝင်စားမှုအများစိတ်ဝင်စားစရာအများကြီးကောင်းနေတဲ့ဒါဒီညရဲ့ပွဲစဉ်တွေပဲဖြစ်ပါလေဗျပေါ်တိုအသင်းကဒါသူတို့ရှေ့ကန်ခဲ့တဲ့နှစ်ပွဲလုံးမှာသူတို့ရဲ့အသေးစုဖွဲ့မှုကောင်းကောင်းနဲ့သူတို့ကန်နိုင်ခဲ့တယ်ဆိုပေမဲ့ဒါတိုက်စစ်ပိုင်းရဲ့ဒါအဆုံးသက်လိုအပ်လိုအပ်ချက်တွေပြီးွားရင် ဒါကွင်းလေဒါကွင်းလေပိုင်းနဲ့ဒါနောက်တဲ့ချိတ်ဆက်မှုအားနည်းမှုတွေနဲ့ပေါ်တိုအသင်းကဒါရမှတ်တမှတ်ပဲရရှိနိုင်ရရှိစုဆောင်းထားနိုင်ခဲ့တာဖြစ်ပါလေဗျဒါအဲလီအသင်းကတော့ဒါအသင်းလိုက်ကစားပုံนี่မစိုးပေမဲ့ဒါသူ့အနေနဲ့ဒီအုပ်စုမှာဝီးဖြစ်ဆုံးလို့ဒါကျွန်တော်တို့ခံမှန်းထားတဲ့အသင်းဖြစ်တဲ့ဖြစ်တဲ့အပြင်ဒါသူဒီအမှတ်တွေလည်းဒါနှစ်ပွဲကိုဒါတပွဲတည်တပွဲရှုံးနဲ့တမှတ်ပဲစုဆောင်းထားနိုင်တာကျွန်တော်တွေ့ရပါတယ်ဗျ အာကျွန်တော်တို့လက်ရှိ ပေါ်တိုသင်းရဲ့ခြိဆွမ်းရဆိုရင်တော့ဒါအဲအလီသင်းကိုအနိုင်ရောက်အောင်ကန်နိုင်ကန်နိုင်လောက်တယ်ဆိုပေမဲ့ဒါကျွန်တော်တို့ဒီဘယ်လိုပြောရလဲဒီပွဲကပေါ်တိုကပဲနိုင်ပြီဖြစ်စေဒါအဲလီကပဲနိုင်ပြီဖြစ်စေဒီပွဲကဂိုးပြအနိုင်ရရှိမှနှစ်သင်းလုံးနိုင်မယ်ဆိုရင်တော့ဒါဘိုးပြပေါ့နော်2 3 3လောက်နဲ့အနိုင်ရရှိပါဒါနောက်တစ်ဆင့်တက်ဖို့မျှော်လင့်ရရှိမှဖြစ်တဲ့အတွက်ဒါဒီနှစ်သင်းကတော့ကျွန်တော်အထင် ဒါနောက်တစ်ချိန်တက်နိုင်မှုကိုဒါဖောင်ဖြတ်ပြီးတော့ဒါနှစ်သိန်းလုံးဒါရေကုန်ရေကန်ပြိုင်ဆိုင်ရမယ့်အနေအထားမျိုးဖြစ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျဒါဂလိုလော့ဆိုဒီပေါ်တိုသင်းနဲ့အယ်လီသင်းတွေဒါမနက်ခင်းစတင်ပေါက်ကြီးကတော့ပေါ်တိုသင်းကတစ်လုံးသွင်းရင်ပြား80အနိုင်ကိုပေါင်းကြီးက3လုံးသွင်းရင်90အနိုင်ပေးထားတာကိုကျွန်တော်တွေ့ရပြီးတော့ညနေပိုင်းပြောင်းလဲသွားတဲ့ဂျီတွေရလဲပေါ်တိုသင်းကဒါဘော်ဒီကို1 plus 90အာကိုပေါင်းကြီးက3လုံးတည်ရလောက်ထိဖြစ်သွားတာကိုကျွန်တော်တွေ့ရပါတယ်ဗျ။ ကျွန်တော်အနေနဲ့ကတော့ဒီဘွဲမှာနှစ်သိန်းလုံးကဂိုးများများရဖို့လိုအပ်နေတာ ဖြစ်တဲ့အမှတ်လည်းလိုအပ်နေတယ်လို့ဒါဂိုးများများလည်းရဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်ဒီဘွဲကိုပေါ်တိုပေါ်တိုဘော်ဒီကိုချိန်နေတတ်ပြီမှကျွန်တော်ဒီဘွဲကိုညီကိုတို့စော့ကစားမယ်ဆိုလို့ရှိရင်ဒါအမှတ်အမှတ်လိုနေတဲ့အပြင်များဒီနှစ်သိန်းလုံးကဂိုးပြပြသားသားနဲ့နိုင်မှနောက်ဆင်တက်နိုင်မှဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီဘွဲရဲ့ဂိုးဘော်လေးကိုလည်းကျွန်တော်နည်းနည်းချိန်နေတတ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီ ဖီဘာကလပ်ဟော့ကတာ group A round 3ရဲ့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ပေါ့အပေါ်တိုဒင်းနဲ့အဲလီဒင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော်ရဲ့ရွေးချယ်မှုကတော့ဒါပေါ်တိုဘော်ဒီနဲ့ဂိုးပေါ်ပဲဖြစ်ပါလိမ့်ဗျအပေါ်ဆုံးပါဗျဟုတ်ကဲ့ညီကိုရင်းနေမှညီကိုရင်းအနေနဲ့အကြိုက်တူမှလိုက်ပြီးကစားပါဗျကြိုက်ပြီလို့ရှင်လွတ်လပ်ဆိုဘက်ကန်ဆော်ကစားနိုင်ပါတယ်ညီကိုရင်းအနေနဲ့ဒါဘောလုံးပွဲတွေကိုဒါတိုက်ရိုက်ကြည့်တိုက်ရိုက်ဆော်ကစားခြင်းတော့ယူဖာဘက်မှာစိတ်ကြိုက်ငွေသွင်းငွေထုတ်လုပ်ပြီးဆော်ကစားလို့ရပါတယ်ဗျ ဒီ order နဲ့ youtube မှာအကောက်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်စိတ်ကြိုက်ပေါ့နော်ဒါတပွဲကောင်းနေပြွားလို့ရှိရင်ကျွန်တော်ရဲ့ဟိုစိတ်ကြိုက်မောင်းတွဲလေးတွေကိုရွေးချယ်ပြီးတင်ပေးနေတယ်ကျွန်တော်ရဲ့ Telegram VIP channel ကိုဒါ youtube နဲ့ youtube မှာအကောက်ဖွင့်ရုံနဲ့ free join ခွင့်ရမှာဖြစ်ပါတယ်ဗျဒီကိုရင်းနဲ့ youtube မှာအကောက်ဖွင့်မှုစိတ်ဝင်စားရဆိုရင်တော့ဒါကျွန်တော်ရဲ့ Telegram နံပါတ်ပေါ့နော် အပေါင်း6680နှစ်ခွန်သုံးရ6089ကိုဆက်သွယ်မေးမြန်းလို့ရတယ်လို့ဒါ Viber နံပါတ်အပေါင်း6680နှစ်ခွန်သုံးရ6089ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ဗျဟုတ်ကဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြရတဲ့ညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ